တော်တော်များများကပြောရရင်ဟိုပွလေးရာဒီမှာဖြစ်ကြတာများတယ်ဆယ်လပိုင်း၁၇လပိုင်း၁၂လပိုင်း၁၂လပိုင်း၁လပိုင်း၃လပိုင်း၄လပိုင်းတော့ April အထိဒါပေမဲ့အခုလက်ရှိနေထားမှာတက်ကသူ့ထိုးစစ်တွေသူ့ရဲ့ဒီဟိုနေ့တွေကတော်တော်များများထိုးစစ်ပေါ့နော်ထိုးစစ်တော်တော်များများမိုးရာဒီမှာလုံးတယ်ဒီပုံတရံမျိုးမျိုးနဲ့မြန်မာနိုင်ငံဒုက္ခရောက်အောင်မြန်မာနိုင်ငံထဲမှာရှိတဲ့လူငယ်တွေလူစင်မပြေအောင် အတွေးခေါ်တွေနှိမ်ကြအောင်ပုံတရံမျိုးမျိုးနဲ့လုပ်နေတယ်ဘာလို့ဆိုလို့ဦးနော် မိတ်ဆွေများလုံးမင်းမင်္ဂလာပါကျွန်တော်တို့ခုတစ်ခေါက်မှာတော့ကိုမင်းရဲ့သတင်း၃ချက်လေးချိုးနားထောင်ကြအောင်ခင်ဗျာလက်ရှိနေသားမှာတိုက်ပွဲဒီကဟို finishing back ကိုရောက်နေပြီဗောနော်ဒီဘက်မှာဆိုပြောရရင်ဗျတက်ရမှာပြောတာတဖြည်းဖြည်းပေါ်လွင်လာတယ်ပြောရမှာပြောနော်ဒီဘက်မှာကျွန်တော်တို့ဒီ Olympic မှာမေမျိုးတို့เนาะဒီတောက်ခမ်းပေါ့เนาะမေမျိုးဆိုတောက်ခမ်းတို့ပါဘက်မှာပိတ်ဆို့လာပြီးတော့ရှမ်းတောင်ဘက်ကနေပြီးတော့ဒီဘက်ရှမ်းမြောက်ဟိုဘက်ကကြရားပေါ့เนาะအဲ့ဘက်ဒီအထိ ိုက်ဘတ်တွေအတိပတ်ပြီးတိုက်လာတော့တွေ့ရတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီနေ့သတင်းတမုတ်ဖတ်မိတယ်ဖေကုံအရှိကန်တဲ့ရှမ်းတောင်ရောင်ရွှေတောင်ကျန်းဖရာဖရာတောင်ကျန်းဖရာတောင်ရေဘူးရောင်လေးပင်နန်းတုတ်တောင်ဖို့ခွဲရာထီးတဲ့တက်မတော်နဲ့ပီယနိုပြည်သူစစ်ပူပေါင်းအဖွဲ့မှအချမ်းပတ် PDF KNDF များကိုရှင်းလင်းတုတ်တင်ပြီးနေနေအားလုံးပြန်လည်ထိချုပ်ထားပြထောင်ရထားပြပါပြီတဲ့။ဖေကုံမြို့နယ်အရှိချမ်းပခွန် PDF 1336 SSRI IPDF များစစ်ကြောအဖွဲ့များနဲ့ကရမ်းပြည်သူတို့ဆွေးနွေးကြနိုင်တယ်လို့သိရတယ်။ကရမ်းပြည်သူကအားတဲ့တပ်မတော်နဲ့ PNO အဖွဲ့များရှစ်ဆက်မတိုးနိုင်ဖို့အပြစ်ရပေးဖို့နဲ့ဖေကုံအရှိကန်း PDF အဖွဲ့အားလုံးကိုသူတို့ကိုယ်တိုင်ထိချုပ်ထိသိမ်းပေးပါပြီဆိုပြီးတော့အကြောင်းကြားတယ်လို့သိရတယ်တဲ့။ဒါမဖြစ်သင့်ဘူးတဲ့ထိမ်းမယ်ဆိုအရင်ကတည်းကထိမ်းနိုင်ခဲ့ဖို့လိုတယ်တဲ့။ဖေကုံအရှိကန်းအကြမ်းဖက်တွေအထိနာထပ်ပေါင်းမရှိတော့မှကရမ်းပြည်သူတွေဆွေးနွေးကြနိုင် ခိုင်းတာလုံးဝလက်မခံသေးဘူးဖေကုံမြို့ဌာနဆိုင်ရာရုံးများအိုးအိမ်များမိချို့ဖြက်စီးကျင်တိုင်းဖြက်စီးဖုန်းကြီးတဲ့ပြည်သူတွေတက်ကျင်တိုင်းတက်ခဲ့အားလုံးဒုက္ခရောက်ခဲ့ကြပြီးမှသူတို့ဒေသပြတ်မှကြောက်လို့ကယန်းပြည်သစ်လာတာကလုံးဝလက်မခံသေးဘူးတဲ့ရှင်းစရာရှိတာအပြည့်ရှင်းဖို့ပဲလိုရဲဆိုပြည်သူတယောက်ကအဲ့လိုရေးထားတာဆိုမှလည်းတစ်ဖက်မှာတော့ဒီ PDF အုပ်စုတွေအားကောင်းနေတော့ကယန်းပြည်သစ်ကဝေမပါဘူးဟိုတက်တဲ့ PNO ကဒီတကြောကိုတကယ် ရှင်းလင်းရေးလုပ်ပြီဆိုမှဒီ PDF တွေကုံတော့မယ်ဆိုတော့မှ KMP တဲ့ပါတီကဝင်ပြောတာပေါ့နော်ဝင်ပြောတယ်အဲ့တော့အဲ့ဒါကိုချုပ်ပြည်သူကလက်မခံဘူးတက်ကိုဒီဟိုနေ့ကဒီ PDF တွေကိုသူတို့ဒေတာနားမှာရှိတဲ့ PDF တွေကိုအပြည့်ရှင်းပေးဖို့ပေါ့နော်အဲ့ဒေတာကပြည်သူတွေကဒီလိုတောင်းဆိုဆိုတော့ပြောရရင်ဒီလက်ရှိတိုက်ပွဲတွေရဲ့ပုံစံကအလိုထူးခြားတယ်မြန်မာပြည်မှာစစ်ပွဲတွေကတော်တော်များများကပြောရရင် ဟိုပွလေးရာသီမှာဖြစ်ကြတာများတယ်ဆယ်လပိုင်း၁၇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 လပိုင်း၃လပိုင်း၄လပိုင်းတော့ April တိဒါပေမဲ့အခုလက်ရှိနေထားမှာတက်ကသူ့ထိုးစစ်တွေသူ့ရဲ့ဒီဟိုနေ့တွေကတော်တော်များများထိုးစစ်ပေါ့နော်ထိုးစစ်တော်တော်များများမိုးရာသီမှာလုံးတယ်အော်တပတ်မှရှိတဲ့ဒီ PDF အုပ်စုတွေကနှစ်ချက်ကမိနေတယ်ကျွန်တော်တက်ကရာကြီးတောင်းလည်းကျွန်တော်စကားပြောတယ် DJ လို့ဘူကြီးလို့ DJ စစ်ပွဲတွေဟိုနေ့ဖြစ်တာဘလို့ဖြစ်ပါဘူးဖြစ်လို့ဟာတက်တော့ပြဿနာမရှိဘူးပြအကောင်ပြင်းတယ်ဒါပေမဲ့တပတ်မှရှိတဲ့အဲ့ဒီသဘုံတွေတိုင်းသားလက်နက်ကိုင်တွေ PDF တွေရောက် ဟာခင်ဗျာဘလောက်နေနိုင်ပါလဲဗျာတော်ကြီးပြန်ပေးတယ်မှာမိုးရွာပဲဗျာမိုးရွာပြီကစားဖို့တောက်ဖို့အဲ့ဒါတရက်တရက်မဟုတ်ဘူးလေဗျာတော်ကြီးရဲပါဆိုတော့ကဖျားရှိပဲခြေတွေကြိုက်ပဲဝဲတွေဆိုအများကြီးဗျာဒီကောင်းနေမတင်နိုင်ဘူးလေအဲ့လောက်လေအဲ့တော့တက်ကဒီချိန်မိုးရွာဒီမိုးရွာဒီဒီလိုအချိန်မျိုးမှာထိုးသစ်စင်နေဆိုတာတက်ကဒီကောင်းနေအကြောင်းတွေကိုတော်တော်ကိုဒီလိုဖြစ်ပဲဆိုဒီလိုမျိုးသုံးသက်တာဗောနောသုံးသက်တယ်အဲ့တော့ကျွန်တော်လည်းဒီလိုသုံးသက်ပန်တယ်ဗျာခင်ဗျာဟိုလူမကြီးတဲ့တော်ကြီးတွေကိုထားလိုက်အောင် ကိုနေတဲ့တောရွာလေးမှာတော့ခင်ဗျမိုးရွာထိုးစီဆိုဆိုနဲ့ဘလို့နေရထိုင်ရခက်လေခင်ဗျတို့စဉ်းစားကြည့်နော်အဲ့တော့ဒီလိုအချိန်မျိုးမှာတက်ကဒီကောင်တွေထိုးစီဆင်နေဆိုတာဒီကောင်တွေအနေနဲ့အတော်ကိုအထိတာလိမ့်မယ်လို့နော်ကျွန်တော်ပြောချင်တာအဲ့တော့ဒီပြောရရင်တော့ဒီလက်ရှိရွေးကောက်ပွဲအတွက်ကိုတက်ကတချို့တော်တော်များများနေရာတွေကိုတော်တော်ရှင်းလင်းနေနိုင်ပြီလို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဗျာနော်။အဲတည်နေရာမထုတ်ပြန်တာရှိပေမဲ့ဒေသဆိုင်ရာပြည်သူတွေရဲ့တချို့ဟုတ်လားပြည်သူပုံစံမျိုးပေါ့နော်အရသာပုံစံရေးတာတွေအရောတော်တော်များများအားရမှုရှိတယ်နော်အားရမှုရှိရယ်နော်။ လူသုံးဆိုင်နဲ့ကျွန်တော်မြန်မာဟတ်တော့ရဲ့နောက်တစ်ခါဒီနေ့ဒါတည်င်းပြနောက်နောက်တစ်ခါတည်င်းတော့ပေါ့တည်င်းအဲ့ဒါဘာလဲဆိုတော့ကျွန်တော် ILO က ILO ဆိုတာ International Labour Organization ပေါ့နော်အဘိဗီဆိုင်ရာ အလုံသမားအဖွဲ့ချုပ်ပေါ့သူကဘာလဲဆိုတော့ဒါအဓိကဖြစ်တော့ဗျာ sorry အဟောချလို့အဲ့ဒါမှရှိတဲ့အလုံသမားသူသူရှိမှာနိုင်ငံပေါင်းတော်တော်များများအလုံသမားတွေအလုံသမားအဖွဲ့စည်းတွေပါဝင်ကြတယ်ပေါ့ ဒီဖွဲ့စည်းကလည်းပြောရရင်ပြီးခဲ့တဲ့ကျွန်တော်တို့ဟလာဒီ88ပြီးတဲ့ကာလမှာဆိုလို့ရှိရင်ဒီဖွဲ့စည်းကမြန်မာနိုင်ငံကိုနိုင်ငံရေးအယောင်သေးပါတယ်ဆုံးဖြတ်ချက်တွေပုံစံမျိုးနဲ့ချမှတ်ခဲ့ပြီးပြီ။ဒါပေမဲ့ဥသိန်းစိန်တက်လာတဲ့အချိန်မှာတော့ဒါတွေကလုံးဖြီလျှော့ပြီးတော့ဟိုပြောရရင်သူတို့ရဲ့အနေနဲ့ကို suspend လုပ်လိုက်တာပေါ့နော်ခဏဟိုဆိုင်းငံ့လိုက်တာတွေရှိတာပေါ့။ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့ဘာဖြစ်လာလဲဆိုတော့ဒီပြပရောက်နေတဲ့အုပ်စုတွေကပြောရရင်ဗျာလက်ရှိမြန်မာပြည်ဖွံ့ဖြိုးတိုးတက်တာမြန်မာပြည်တွင်းမှာရှိနေတဲ့လူတွေ အလောက်ကရရှိတာဝင်းဝေးများတာဒါတွေမလူကျင်တဲ့လူတွေနောက်တစ်ခါမြန်မာနိုင်ငံကိုရည်ရည်မြုံနှံမှုတွေလာတာကိုမလူကျင်တဲ့အုပ်စုတွေပေါ့နော်ဒီအုပ်စုတွေကဒီ ILO အစည်းအဝေးရှိတယ်ဆိုတဲ့ကိုကဥဒရအမျိုးမျိုးနဲ့ ILO မှာလာမြန်မာနိုင်ငံကိုဘလို့ချမှတ်ဖို့ဘာညာဆိုပြီးလောက်တာကြီးကျွန်တော်တို့ကြားနေရအဲ့လိုပဲမြန်မာနိုင်ငံထဲမှာရှိတဲ့အလုံသမားတွေပေါ့နော်ဦးဆက်ရုံအလုံသမားတွေစာနာပြနေလကပြနေမဟုတ်ဘူးနောက်ကနေလက်မဲကြီးကမြောက်ပေးနေတာနော်ဒီဒီကလိုင်တာယာတို့ဘာလို့ပဲပေါ့နော်လိုင်တာယာအဓိကအဖြစ်တော့ ဟိုစက်ရုံအလုပ်ရုံတွေများတဲ့နေရာပေါ့နော်အဲ့ဒါတော်တော်များများကနေဖြစ်နေရအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီသတင်းလေးတွေကိုကျွန်တော်ဖတ်ပြမယ်ကျပ်ဆက်3ကြိမ်မြောက် BBC ဆိုင်ရာလုံသမားညီလာခံ IL ILC တွေနဲ့ဒီဝါဒကံကို ILO ပုံမှန်33ကိုလိုက်နာမှုအားနည်းသဖြင့်စောင့်ကြည့်စစ်ဆေးသွားပြီဖြစ်ကြောင်းသိရတယ်တဲ့ပုံမှန်33ကတဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ကိုအဖွဲ့ဝင်နိုင်ငံတနိုင်ငံကစုံစမ်းရေးကော်မရှင်သို့မဟုတ်အပြည်ပြည်ဆိုင်ရာတရားရုံးကြီးအဆုံးဖြတ်ချက်ကိုလိုက်နာရန်ပြက်ကွက်လျင် အဆိုပါနိုင်ငံကိုအေးအေးယူရန်ထောက်ခံတင်ပြရမည်လူထုံးလုံးလေးကိုပြဋ္ဌာန်းထားတယ်တဲ့အဲ့လိုအေးအေးယူရခြင်းရွေချက်မှာပြည်ပဆိုင်ရာအလုံသမားစံနှုန်းများနဲ့အခြေခံအခွင့်အရေးများကိုလိုက်နာစေရန်ဖြစ်တယ်တဲ့အေးအေးယူမှုမှာတန်တမန်နီးလမ်းမြေဖိအားပေးခြင်းစီးပွားရေးအေးအေးယူပိတ်ဆို့ခြင်းသို့မဟုတ်အပြည်ပဆိုင်ရာတရားရုံး၌အမှုရှင်ဆိုင်စေခြင်းလို့ဖြစ်တယ်တဲ့အဆိုပါပုံမှန်33ကိုအဖွဲ့ဝင်နိုင်ငံတိုင်းကလိုက်နာရမှာဖြစ်တယ်တဲ့မြန်မာနိုင်ငံမှာအားလုံးကဝိုင်းဝန်းပြီးတော့တိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်ရမှာဖြစ်ပြီးတော့ စောင့်ကြည့်ခံအစ်စ်ဖြစ်နေပြီဖြစ်တယ်တဲ့အစောပါကိစ္စနဲ့ပတ်သက်ပြီးတော့ညီလာခံမှာမြန်မာနိုင်ငံကိုအရေးယူမိကိုတရုတ်ရုရှားဘီလာရုစ်နဲ့လာအိုတို့ကမထောက်ခံကြောင်းပြောကြားခဲ့ကြတယ်တဲ့နိုင်ငံအများစုကပြည်သူများကြီးလူမှုစီးပွားဘဝကိုမထိခိုက်စေရစီးပွားရေးဆန်ရှင်မပါရေးတို့ကိုဥတီဆွေးနွေးခဲ့ကြတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့တဲ့အစိုးရအလို့ရှိအလို့သမားသုံးမွင့်ဆိုင်ကိုယ်စားလှယ်များကိုတရားဝင်ဖိတ်ကြားခြင်းမျိုးမဟုတ်ပဲမြန်မာမှာ အလို့ရှိအလို့သမားကိုယ်စားလှယ်များကို INGO များအနေဖြင့်ဖိတ်ကြားခြင်းမျိုးဖြစ်တယ်လို့သိရတယ်တဲ့2024ခုနှစ်က ILO အုပ်ချုပ်ရေးအဖွဲ့ကြီးဆုံးဖြတ်ချက်မှာမြန်မာနိုင်ငံ၏အလို့ရှိအလို့သမားကိုယ်စားလှယ်များကို INGO ကတာဝန်ခံဖိတ်ကြားနိုင်ကြောင်းဆုံးဖြတ်ထားတယ်တဲ့တရားသူမြန်မာများကအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များအဖြစ်ဖိတ်ကြားမှုအရာတက်ရောက်နေကြခြင်းဖြစ်တယ်အလို့ရှိအဖွဲ့ဒုက္ခရဂျက်ကလင်းကပုံမှန်33ရက်တဲ့မြန်မာအား ဒဏ်တက်ခြင်းမဟုတ်ပဲလိုက်နာအောင်လှုပ်ရှင်းဖြစ်ကြောင်းနဲ့ပြည်သူဘဝမထိခိုက်စေသည့်နည်းဖြင့်ထိန်းချောင်းသွားရမည်ဟုထင်သိပြောကြခဲ့တယ်။တပတ်သက်အေးအေးမှုများဟာတဲ့မမှန်ကန်ကြောင်းနဲ့ခုတ်ရတခြားဆရာတို့လည်းဖြစ်နိုင်တဲ့ဖြင့်လောင်းနိုင်ငံကမထောက်ခံကြောင်းပြောကြခဲ့တယ်။ဘယ်လောင်းနိုင်ငံမြန်မာနိုင်ငံကပူးပေါင်းလှုပ်ဆောင်ရန်အသင့်ရှိပြီး၎င်းတို့ကိုမြစ်တိဒါယာလော့မမလုပ်ပဲအေးအေးခြင်းကိုမထောက်ခံပါကြောင်းပြောခဲ့တယ်။ကိုယ်စားလှယ်တဦးအဆိုအရပုံမှန်33ဖြစ် ်မြန်မာနိုင်ငံကိုအေးအေးယူသည့်အစ်စ်မဟုတ်ပဲလိုက်နာအောင်လှုပ်ဆောင်ခြင်းသာဖြစ်ကြောင်းပေါ်ပြလာပြောရဲဆိုရင်အဲ့ဒီတရေထာတာတခုပြောတယ်အပြန်အလှန်ပြည်သူဆွေးနွေးခြင်းများနဲ့ဆုံးဖြတ်ချက်ကိုတရားနာတော့ပြီးမှမှတ်ချက်ပေးလို့ရပါတယ်တဲ့ကရိုနမကလုံချုံရေးကောင်စီညီလာခံကိုအခုကိစ္စတည်းအခုကိစ္စတင်မတင်ပေါ်မှာမူတည်တော့ပါပါတဲ့အဲလိုအနေနဲ့အေးအေးယူလို့မရပါဘူးတဲ့ UN ကပဲဆုံးဖြတ်ချက်ချအေးအေးယူရမှာဖြစ်တယ်ဆိုပြီးတော့အလို့ရှိအလို့သမားကြီးကနားလဲသူတူကပြောတယ်ဆိုပြီးဒီလိုရေးထားတာပေါ့နော်အဲ့တော့အဓိကတော့ဘာလဲဆိုတော့ပြောရရင်တော့မြန်မာနိုင်ငံအနေနဲ့ အလို့သမားတွေပြောရတော့သူတို့က international စံနှုန်းတွေပါရည်တဲ့ဒါတွေကိုသွားကျင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာပြပမှရှိနေလူတွေကပြောတာပြောရတော့ဘယ်သူပဲဖြစ်ဖြစ်ကိုယ်နိုင်ငံသားတွေအလို့ကန်ရတာကိုယ်နိုင်ငံသားတွေဝင်ဝင်များတာကိုအစိုးရတိုင်းကလိုချင်ပါပဲအဲ့ဒါမှလည်းအဲ့အစိုးရမျက်နှာရမှာလေကိုယ်တိုင်းပြည်စေးရဲအောင်ကိုယ်တိုင်းသူပြည်သားတွေငတ်ပြတ်အောင်လုပ်တဲ့အစိုးရကိုဘယ်ပြည်သူကထောက်ခံပါလဲကျွန်တော်ပြောချင်တာအဲ့တော့ဒီလက်ရှိအစိုးရဟာလေဒီတော့ပြည်သူလူထုထောက်ခံမှု လိုချင်နေတဲ့အစိုးရတရက်ဟာဟာလာပြည်သူလူထုကသူတို့လောက်တာတွေဟာဟုတ်တယ်ငါတို့ဘုံချမူကြီးတော်တယ်လို့ပြောတာတွေလိုချင်နေတဲ့အစိုးရတရက်ဟာဒီတိုင်းပြည်ကြီးကိုဒီတိုင်းပြည်မှာရှိတဲ့အလုံသမားတွေကိုလောက်ခနဲအောင်ဒီတိုင်းပြည်မှာရှိတဲ့အလုံသမားတွေအလုံပြုတ်အောင်ဒီတိုင်းပြည်ကိုပြည်ပြုတ်နိုင်မှုတွေမလာအောင်လုပ်ပါမလားဘယ်လုပ်မလဲဘယ်လုပ်မလဲတကယ်အဲ့လိုဖြစ်အောင်လုပ်နေတာဒီပမှာရှိတဲ့နိုင်ဒီပမှာရှိတဲ့အုပ်စုတွေအတိအကျပြောပါဆိုဇင်ပါအောင်တို့အုပ်စုတွေဇော်ဝေဆိုးတို့အုပ်စုတွေပုံတရံမျိုးမျိုးနဲ့မြန်မာနိုင်ငံဒုက္ခရောက်အောင် မြန်မာနိုင်ငံထဲမှာရှိတဲ့လူငယ်တွေလူစင်မမီအောင်အတွေးခေါ်တွေနှိမ့်ကြအောင်ပုံသဏ္ဍာန်မျိုးမနဲ့လုပ်နေတာတော်ဆိုလို့ဆိုနော်အဲ့တော့ဒီ IL တွေပတ်သက်တဲ့ဒီခါးသီးတဲ့ဆုံးဖြတ်ချက်တွေဆိုတာကျွန်တော်တို့ပြောရလို့ရှိရင်ဒီလူငယ်ဘဝမှာကြုံထားပြီးသားအဲ့အချိန်မှာကျွန်တော်တို့သင်မလိုက်တယ်အသက်20ကျော်လေးကကျွန်တော်တို့သင်မလိုက်တယ်သင်မလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တချို့ဟိုနေ့တွေကဘယ်လိုခေါ်မလဲတချို့သင်မလိုက်နေရမြန်မာဆိုမြန်မာတို့ဘာကြောက်လဲ IL ကဆုံးဖြတ်ချက်ချထားလို့ဆိုကြလို့လုပ်တယ်အဲ့ဒါမျိုးတွေပေါ့ ဲ့တော့ဘာဖြစ်လဲဆိုတော့မြန်မာတွေအနေနဲ့အလုတ်ကင်ရှားပါတယ်အလုတ်ကင်မြန်မာလူမျိုးတွေအလုတ်ကင်ရှားပါတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့နိုင်ငံဝင်ဝင်မရဘူးပေါ့ဗျာနိုင်ငံနိုင်ငံရောင်းဝင်ဝင်မရဘူးအဲ့လိုအခြေအနေမျိုးမှာပဲဟလာပြီးခဲ့တဲ့အစိုးရအဆက်ဆက်လေးရုံးကန်ခဲ့ကြရတာပဲလေပြောမှာဦးသိန်းသိန်းလက်ထက်မှာအိုင်လိုနဲ့ညီနိုင်တယ်ဟုတ်ပြီငါတို့တွေဒီလိုလုပ်မယ်မင်းတို့ရင်းနှီးမြှုပ်နှံမှုတွေပြန်ခွင့်ပြုပါလို့ဒီလိုပြောတော့အမေရိကန်လည်းတချို့ဆန်ရှင်တွေအဲ့ဆိုတာတွေဖြေလျှော့ပေးတာတွေရှိတယ်အဲ့တော့ဒီဘက်ပါလေဆိုတော့ယင်းမျိုးနယ်မှုတွေဝင်တာတွေရှိတာပေါ့ဗျာတော့ဒါမျိုးတွေရှိတာအဲ့တော့ ပြောရရင်ပါလဲဆိုတော့ဒီလိုမျိုးပေါ့နော် ILO ပိတ်ဆို့ခိုင်းလိုက်ကုလသမဂ္ဂကိုပိတ်ဆို့ခိုင်းလိုက်တခြားနိုင်ငံတွေမြန်မာပြည်ကိုပိတ်ဆို့ခိုင်းလိုက်ဆိုတဲ့လူတွေကိုကျွန်တော်ပြောချင်တာဒီလူတွေအနေနဲ့ဘာကြောင့်မလို့ကိုနေတဲ့အိမ်ကိုကိုမီးရှို့ချင်နေကြတာကျွန်တော်စဉ်းစားလို့မရနိုင်ငံရေးကိုနိုင်ငံရေးပုံတံတည်းပြောကြပါလုပ်ကြပါကိုတိုင်းပြည်ပျက်စီးအောင်တော့မလုပ်ကြပါနဲ့လို့ကျွန်တော်ပြောချင်တယ်နော်ကျွန်တော်ပြောချင်တယ်ဘာတက်မတော်ဆိုတာကနိုင်ငံရေးအဖွဲ့အစည်းမဟုတ်ဘူးသူ့အနေနဲ့တက်မတော်ကြီးအနေနဲ့ပါတီထောင်ပြီးရွေးကောက်ပွဲလုပ်မှာမဟုတ်ဘူးကျွန်တော်ပြောချင်တာနော်သူတို့အနေနဲ့က နေတိုင်းလို့ပြောတယ်ဗျာအခုဆိုရင်တော့နေတိုင်းဒီပါပြောနေတယ်သူတို့ဒီအာနာထိန်းလိုက်ရတဲ့အကြောင်းရယ်အာနာမထိန်းခင်အဲ့တစ်ချိန်အဲ့အချိန်မှာအာနာယူထားတဲ့ပါတီနဲ့တက်မတော်အနေနဲ့ဘလို့ကြည်နိုင်တယ်ဟဲ့လားဒီတမိုင်းမှာအမဲဆက်ကြီးမထိန်းခင်ဥပဒေလိုက်နာပေးပါဆိုပြီးတော့တက်မတော်ခေါင်းဆောင်နေအဲ့ချိန်တက်မတော်ခေါင်းဆောင်နေနေကြည်နိုင်တယ်အဲ့ချိန်ကအာနာရပါတီခေါင်းဆောင်တွေတော်တော်မလိုက်လောလို့တော့နောက်ဆုံးအချိန်ကတော့တွေ့တဲ့အတိုင်းပဲနောက်ဆုံးအချိန်မှာမှမရဘူးလို့ကိုလို့ရတော့မယ်ဘာလို့လဲဆိုတော့ဒီမိုကရေစီစနစ်သွားရင် ဥပဒေလိုက်နာတဲ့အစိုးရဖြစ်ဖို့လိုတယ်။ဒါတာပြောရဒီတာတက်မလို့ကောင်းတော့နေအမြဲပြောတယ်လားနိုင်ငံဝန်ကြီးစုံကြီးစည်းဝေးမှာပြောတယ်ကျွန်တော်ဟလာနိုင်ငံသားတွေနဲ့ဘာလို့လဲဂျာနယ်လစ်တွေနဲ့တွေ့ရင်နိုင်ငံသားတွေကိုကျွန်တော်ဂျာနယ်လစ်တွေတစ်စင်တစ်စင်ကပြောတယ်အင်တာရိုက်ပေါ့နော်အင်တာရိုက်ပြောတယ်။ဒါမျိုးတွေပေါ့ဗျာဒါမျိုးတွေပေါ့အဲ့တော့အဓိကအဖြစ်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ကအတိတ်တွေကိုမေ့တာပဲကျွန်တော်တို့ရှေ့ဆက်သွားမယ်ကျွန်တော်ရှေ့ဆက်သွားမယ်အဲ့လိုရှေ့ဆက်သွားမှသာ ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်မှုရပါကိုတိုင်းပြည်ကိုမီးရှို့နေလို့ရတော့ခင်ဗျဘာမှမဖြစ်ဘူးဟုတ်လားစစ်ပွဲတွေဖန်တီးတယ်ပြီးလို့ရှိရင်ကိုနဲ့မတည်မြဲတဲ့လူတွေကိုတတ်တယ်ဖြတ်တယ်ဒါတွေပေါ့ဗျာဒါတွေကအဆုံးသတ်ဖို့လိုပြီလို့နော်ကျွန်တော်ဒီတည်လေးကိုဖတ်ပြီးတော့ comment သုံးသက်တင်ထားသွားတယ်ခေါင်းပါတယ်ကျေးဇူးလည်းတင်ပါတယ်